စပီမန်ဆိုတဲ့ app လေးထဲကနေပေါ့နော်ကျွန်တော်ဒီမှာလေးတရမကိုလေး USD ထုတ်ထားတာလေးကဆိုရင်ကျွန်တော်ရဲ့ account လေးထက်ကိုရောက်စီလာပြီပဲဖြစ်ပါတယ်အရက်ကိုမြန်ဆဲတဲ့ပေါ့နော်ကျွန်တော်တို့ဒီစပီမန်ဆိုတဲ့ app လေးထဲကနေပတ်ဆက်ထိုးရမှာ okay ဒီစပီမန်ဆိုတဲ့ app လေးထဲကနေကျွန်တော်တို့ပတ်ဆက်ထုံလေးကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ video လေးကိုအစောတိလိုက်ပါကြည့်စုသွားလဲရအောင်ပေါ့နော် စပီမန်ဆိုတဲ့ app လေးထဲကနေပတ်ဆက်ထုတ်လို့ရလားမရလားဆိုတာလေးကိုကျွန်တော်နဲ့အတူ video လေးကိုအစုံတိလိုက်ပါကြည့်စုပေးပေါ့နော် okay ကျွန်တော်တို့အပေါ်မှာရရှိလာတဲ့ဒီငွေထုံးနည်းနည်းပေါ့နော်ကျွန်တော်တို့တွေးမြင်ရမှာဖြစ်ပါလေဒီမှာဆိုရင်ကျွန်တော်တို့ RA အစဲရောင်းနဲ့ကျွန်တော်ပတ်ဆက်ထုတ်ယူလို့ရလို့ပေါ့နော် RA over ရောင်းနဲ့လည်းကျွန်တော်တို့ပတ်ဆက်ထုတ်ယူလို့ရမှာဖြစ်ပါလေဟုတ်ပြီဒီမှာသူပေးထားတဲ့ RA နဲ့ကျွန်တော်တို့မြင်တွေ့ရမှာပေါ့နော်ပထမကျွန်တော်တို့ RA အစဲရောင်းလေးထဲကိုကျွန်တော်တို့ဝေကြည့်လိုက်ရအောင် ါပေါ့နော် RA အစိမ်းတော်တဲကိုကျွန်တော်တို့ဝေကြည့်လိုက်မဲ့ဆိုရင်ပထမဆုံးကျွန်တော်တို့ RA 40ကျွန်တော်တို့ပတ်ဆက်ထုံးမဲ့ဆိုရင်ပေါ့နော်ဒီလို test တွေကျွန်တော်တို့ပေါ်လာမှာဖြစ်ပါတယ်ဒီ test တွေကိုကျွန်တော်တို့ဒီမှာသူပေးထားတဲ့ဆန်ကဆိုပြီးတော့သူကပြပေးထားမှာဖြစ်ပါတယ်ပေါ့နော် okay ဒီကျွန်တော်တို့သူပေးထားတဲ့ဆန်ကအထည်ကိုကျွန်တော်တို့ test တွေလုပ်ပေးပြီးတော့ရရှိထားတဲ့ RA 40ကိုပေါ့နော်ကျွန်တော်တို့ကဆက်ဆက်အဲ အစာဒိုးနဲ့ပေါ့နော်နှစ်ခုကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်လို့သူကပြောထားခြင်းပဲဖြစ်ပါတယ်ဒီ question မပုံလေးကိုကျွန်တော်တို့တစ်ချက်နှိမ့်လိုက်မယ်ဆိုရင်လည်းဒီမှာဆိုရင်ပေါ့နော်ကျွန်တော်တို့သူပေးထားတဲ့ရေကန်တစ်ချက်အသွေးမှာကျွန်တော်တို့ကသူပေးထားတဲ့တပ်ဆွေလုပ်ပြီးတော့ပေါ့နော်နှစ်ဆောင်ရောက်ယူလို့ရမယ်လို့သူကပြောထားခြင်းပဲဖြစ်ပါတယ်တကယ်လို့ပေါ့နော်ဒီတပ်ဆွေ မလုပ်ဘဲနဲ့ဒီသူပေးထားတဲ့ရေအသွေးမှာကျွန်တော်တို့ကဒီတပ်ဆွေမလုပ် အမလို့ရေပေါ်တော့သူပေးထားတဲ့ RL 60ကိုပဲသူကထုတ်ယူလို့ရမယ်လို့ပြောထားချေပဲဖြစ်ပါတယ်။ဟုတ်ပြီ ကျွန်တော်စတဲ့ကြည်ရတော့ကတော့ပေါ့နော်ကျွန်တော်ဒီမှာပေါ့နော်ဒီကောက်လေးကိုကျွန်တော်ကဒီမက်ဆင်လေးတွေလုံးလိုက်တဲ့အခါမှာဆိုရင်ကျွန်တော်ပြီးသွားတဲ့အခါမှာဆိုရင်ပေါ့နော်သူကဒီလိုလေးပြလာပါတယ်ဟုတ်ပြီကျွန်တော်ပြမှာပေါ့နော်ဒီမှာโอเคကျွန်တော်ကတော့ပေါ့နော်ဒီမှာမက်ဆင်လေးတွေကိုကျွန်တော်တို့ um ဒီမှာပေါ့နော်ကျွန်တော်ကဒီ missing လေးတွေကိုပေါ့နော်ကျွန်တော်လှုပ်လို့ပြီးသွားတဲ့အခါမှာဆိုရဲကျွန်တော်ကဒီမှာ over လေးပေါ်လာတဲ့အခါမှာဆိုရဲပေါ့နော်ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိမ့်လိုက်တဲ့အခါမှာဆိုရဲဒီမှာကျွန်တော်တို့ သူကပေါ်တော့ဒီလိုပို့လာခြေပဲဖြစ်ပါတယ်။ Okay ကျွန်တော်တို့ဒီလိုပို့လာတဲ့အခါမှာဆိုရင်ဒီကောင်လေးကဘာဖြစ်သွားလဲဆိုတာလေးကိုကျွန်တော်တစ်ချက်ပြောပြပေးမှာဖြစ်ပါတယ်။ဒီမှာဆိုရင်ကျွန်တော်ကဒီ task ကိုကျွန်တော်ကတစ်ခုပဲလုပ်ပြီးမိုးလို့ပေါ်တော့ကျွန်တော်ကဒီ task ကိုကျွန်တော်ပြီးအောင်ဒီမလုပ်ပဲနဲ့ဒီ invite flick ရစီလာတဲ့ task ကိုကျွန်တော်ကျွန်တော်ယူလိုက်တာပေါ့နော်။ဒီလိုယူလိုက်တာကျွန်တော်မှ နောက်ထပ် task တွေ အများကြီးကျွန်တော်အထပ်လုပ်နေရတဲ့ပေါ့နော်။တကယ်လို့ဒီအောက်က invite နေရာလေးကိုကျွန်တော်တို့မယူဘဲ နဲ့ဒီ task ကိုကျွန်တော်တို့ယူမယ်ဆိုရင်ဒီကောက်လေးတွေကပေါ်လို့ဒီကောက်လေးတွေကအမြန်ဆုံးပြီးပြီးတော့ကျွန်တော်တို့က RN ဆက်ဆက်ကိုထုတ်ယူလို့ရမှာဖြစ်ပါလိမ့်။ဟုတ်ပြီကျွန်တော်ကတော့ဆော့ဆယ်ပြီးတော့ပေါ်တော့ဒီအောက်ကကျွန်တော်ဒီတက်ကိုမပြီးခင်မှာဒီအောက်ကကောက်ကိုကျွန်တော်နှိမ့်လိုက်တာဖြစ်တာကြောင့်မလို့ဒီကောက်လေးတွေကိုကျွန်တော်ကထပ်မံလုပ်နေရတာပေါ့နော်ဟုတ်ပြီဒီမှာဆွဲကျွန်တော်ကဒီ ပတ်မလို့ပဲနဲ့ကျွန်တော်က evite flame နေရာလေးကိုကျွန်တော်တွားနှိပ်လိုက်တာဒီလိုလေးပေါ်လာတယ်ပေါ့နော်ဒီလိုလေးပေါ်လာတဲ့အခါမှာဆိုရင်ကျွန်တော်ကဒီအောက်ကိုကျွန်တော်တချင်းနှိပ်လိုက်တဲ့အခါမှာဆိုရင်ဒီလိုပေါ့နော်ကျွန်တော်အနောက်ထပ်ကျွန်တော်ရေကိုကျွန်တော်ထပ်မတက်တွေလုံးနေရတာပဲဖြစ်ပါလေပေါ့နော် အဲကျွန်တော်တို့ဒီဒီသားရမှာကဒီနေရာလေးမှာကျွန်တော်တို့ A5 flip ရလာတဲ့ကောက်တွေကိုအဲကျွန်တော်မယူဘဲနဲ့ပေါ်တော့ဒီမှာကျွန်တော်တို့ရရှိလာတဲ့ task တွေကိုပဲကျွန်တော်တို့ကစုမဲ့ဆိုရင်သူပေးထားတဲ့ရက်ကတ်တချစ်အတွဲမှာကျွန်တော်တို့က RA6 ဆက်ကိုရရှိမှာပဲဖြစ်ပါလေပေါ့နော်ဒီကောက်လေးကတကယ်ရလာမရလားဆိုတာဒီကိုကျွန်တော်အဲနောက်ထပ်ဗီဒီယိုမှာကျွန်တော်ထပ်မံထုတ်ပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ဒီကောက်လေးထဲကနေကျွန်တော်ထုတ်ယူထားတဲ့ RA64 ကိုလည်းပဲပေါ့နော်ဒီမှာဆိုရင်လည်းပဲဆက်ဆက်ပူလီ ဝေတော့ဆိုပြီးတော့ပြနေပြီပေါ့နော်ဒီကောင်လေးကတကယ်ရပါတယ်ပေါ့နော်ကျွန်တော်တို့သူပေးထားတဲ့ test တွေလုံးနဲ့ရေးကျွန်တော်တို့ကပတ်ဆက်ရရှိမှာပဲဖြစ်ပါလိမ့် ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်တို့နောက်ထပ်တစ်ခုကဆိုရင်ပတ်ဆက်ထိုးယူမယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ကဒီမှာ quite အဝါရောင်နေပတ်ဆက်ထိုးယူလို့ရမှာဖြစ်ပါတယ်ကျွန်တော်ပတ်ဆက်တစ်ခါလဲထိုးပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ဒီ quite အဝါရောင်လေးတွေကိုကျွန်တော်တို့ကဖက်မှာရောက်ယူလို့ရမလဲဆိုတာလေးကိုပေါ့နော်ဒီကျွန်တော်တို့ဒီဝေးရုံးနဲ့ပေါ့နော်ဒီတဲကားနေရကျွန်တော်တို့ဝေးယူလို့ရလို့ကျွန်တော်တို့ gain လေးတွေကစားပြီးတော့လဲဝေးယူလို့ရမှာဖြစ်ပါတယ်ဒီအောက်က test တွေလုပ်ပြီးတော့လဲကျွန်တော်တို့ကဝေးယူလို့ရသေးတယ်ပေါ့နော်ဒီအောက်က test တွေလုပ်ပြီးတော့ဒီမှာ ကျွန်တော်တို့ quite အဝါရောက်လေးတွေရယူလို့ရမှာဖြစ်ပါတယ် quite အဝါရောက်လေးတွေကျွန်တော်တို့ရယူတဲ့အခါမှာဆိုရဲကျွန်တော်တို့က quite အဝါရောက်လေးတွေ ਨੇ ပတ်ဆက်ထုံးမဲ့ဆိုရဲပုံတော့ချစ်ချင်းကျွန်တော်တို့ကထုတ်ယူလို့ရမှာဖြစ်ပါတယ်ဘာ task တွေမှာကျွန်တော်တို့လုံးစရာမလိုဘူးပုံတော့တကယ်လို့ကျွန်တော် task တွေမလုံးချေတဲ့သူတွေဆိုရဲလည်းပဲအဝါရောက် quite လေးတွေကိုစုပြီးတော့ဒီနေရာလေးမှာပတ်ဆက်အလွယ်တကူထုတ်ယူလို့ရမှာဖြစ်ပါတယ်ပုံတော့ဒီမှာဆိုရဲသူကဒီ RA ဒီမှာဆွေပေါ်တော့သူက RA အနေနဲ့သူကပြပေးထားခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒီနေရာဒီမှာ PayPal ကိုတစ်ချိန်နှိပ်ပြီးတော့ Conference နေရာလေးကိုတစ်ချိန်နှိပ်လိုက်မဲ့ဆွေဒီမှာကျွန်တော်တို့ရရှိတဲ့ RA ပမာဏကိုပေါ်လို့ USD အနေနဲ့သူကဒီမှာပြပေးထားခြင်းပဲဖြစ်ပါတယ်ဟုတ်ပြီဒီ9ခွိုင်နဲ့ပေါ်တော့ကျွန်တော်တို့ကဒီ အပတ်ဆက်ထုတ်တဲ့အခါမှာဆွေဘတ်တက်တွေညာတက်တွေကျွန်တော်တို့လုံးဆောင်မလို့ပဲနဲ့ထုတ်ယူလို့ရမှာဖြစ်ပါတယ်ဒီကျွန်တော်တို့ဒေါ်လာအစိမ်းနဲ့ကျွန်တော်တို့ပတ်ဆက်ထုတ်မဲ့ဆွေတူပေးထားတဲ့တက်တွေကျွန်တော်တို့ပြည်မြောက်မှသာပတ်ဆက်ထုတ်ယူလို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒါကိုတတိထားဖို့တော့လိုပါလေဟုတ်ပြီကျွန်တော်ကတော့ဒီမှာ quite အဝါရောင်နဲ့ကျွန်တော်ပတ်ဆက်ထုတ်ပြပေးမှာမို့လို့ပေါ့နော် quite အဝါရောင်လေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်မှဒီမှာဆွေပေါ့နော် RA အနေနဲ့ဆွေ RA 23ဒါလမအစင်လေးပေါ့နော်ကျွန်တော်ကဒီမှာ PayPal USD အနေနဲ့ပြောင်းမဲ့ဆွေ PayPal ယ်လေးကိုတစ်ချိန်နှိပ်ပြီးတော့ confirm ဆိုတဲ့နေရာလေးကိုတစ်ချိန်နှိပ်လိုက်မယ်ဆိုရင်ဒီမှာ USD အနေနဲ့ဆိုရင်ပေါ်တော့လေးတရမကိုလေး USD ပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်ကတော့ဒီမှာ quite over ရောင်းတဲ့ပတ်ဆက်ထုံးမှဘလို့ weight loss ဆိုတဲ့နေရာလေးကိုတစ်ချိန်နှိပ်ပေးလိုက်မှာဖြစ်ပါတယ်ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရင်ဒီမှာကျွန်တော်တို့ဒီကောက်လေးကဆိုရင်ပေါ်တော့ဖတ်တတ်မှကျွန်တော်တို့လုံးဆောင်မလို့ပဲနဲ့ဒီတိုက်ကျွန်တော်တို့ပလိန်ကျွန်တော်တို့ထောက်ယူလို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ paper အပေးပါဖိတ်ခဲ့တဲ့ Gmail လေးကိုထည့်ပေါ်လို့တကယ်လို့ PayPal account မရှိတဲ့သူတွေဆိုရင်လည်းပဲကျွန်တော်တို့ Gmail လေးကိုထည့်ပြီးတော့ပတ်စာထုတ်ယူလို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီလိုထုတ်ယူခြေဖြစ်ကျွန်တော်စင်မှာ KB ဝေပေးတို့နဲ့လာထုတ်လို့ရမှာဖြစ်ပါတယ်ဒီအောက်ကဝေရောဆွန်နေရာလေးကိုတစ်ချင်နှိပ်ပြီးတော့ကျွန်တော်တို့ပတ်စာစတင်ထုတ်ယူလို့ရမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ကတဲ့ဒီနေရာလေးမှာဝေရောဆွန်နေရာလေးကိုနှိပ်ပြီးတော့ကျွန်တော်ပတ်စာထုတ်ယူလိုက်မှာဖြစ်ပါတယ် ဟုတ်ပြီဒီလိုထုတ်ယူလိုက်တဲ့အခါမှာဆိုရည်ဒီမှာပေါ့နော်ကျွန်တော်တို့ဒီဆက်ဆက်ပူရွေးလောဆိုပြီးတော့သူကပြောင်းနေပြီပဲဖြစ်ပါလေပေါ့နော်ဒီအောက်ကကောင်းလေးကိုတစ်ချင်နေပြီးတော့ကျွန်တော်တို့ထုတ်ယူခဲ့တဲ့ဒီငွေပမာဏလေးကိုဒီအပေါ်မှာကျွန်တော်တို့ပြန်သွားကြည့်လို့ရမှာဖြစ်ပါတယ်ဒီပတ်ဆက်အပူဇာလေးကိုတစ်ချင်နေပြီးတော့ဒီမှာကျွန်တော်တို့ပြန်သွားကြည့်လို့ရမှာဖြစ်ပါလေပေါ့နော်ဒီမှာဆိုရည်ကျွန်တော်တို့ကိုသူကပို့ပေးနေပြီပဲဖြစ်ပါတယ်ကျွန်တော်ထုတ်ယူထားတဲ့ပမာဏလေးပေါ့နော်ကျွန်တော်ရဲ့ပေးပတ်ကောင်းလေးကတော့ကျွန်တော်တစ်ချင်ဝယ်ပြောင်းမယ်ပေါ့နော် ဟုတ်ပြီကျွန်တော်ရဲ့ PayPal account လေးထက်ကိုကျွန်တော်တချစ်ဝေလိုက်တဲ့အခါမှာဆိုရင်တော့ကျွန်တော်မှစီတာကဒီမှာအဲစီဒို USD ပဲကျွန်တော်မှစီတာပေါ့နော်ကျွန်တော်အဲ၄တရမကျွန်တော်၄ဒေါ်လာကျော်ကိုပေါ့နော်စပီမန်ဆိုတဲ့ affiliate ကနေကျွန်တော်ထုတ်ခဲ့တယ်ပေါ့နော်ဒီကောင်လေးကဝင်လားမဝင်လားဆိုတာလေးကိုကျွန်တော်ထပ်မံပြပေးသွားမှာဖြစ်ပါလေ စပီမန်းဆိုတဲ့ EPP လေးထဲကနေပေါ့နော်ကျွန်တော်ဒီမှာလေးတရမကိုလေး USD ထုတ်ထားတာလေးကဆိုရင်ကျွန်တော်ရဲ့အကောင့်လေးထက်ကိုရောက်စီလာပြီပဲဖြစ်ပါတယ်အရန်ကိုမြန်ဆဲတဲ့ပေါ့နော်ကျွန်တော်တို့ဒီစပီမန်းဆိုတဲ့ EPP လေးထဲကနေပတ်ဆက်ထုတ်ရမှာဟုတ်ပြီဒီထဲကနေကျွန်တော်ပတ်ဆက်ထုတ်မယ်ဆိုရင်ပေါ့နော် RA အစဲရောက်နဲ့ကျွန်တော်တို့ RA အဝါရောက်လေးနှစ်ခုကွဲခြားမှုလေးကိုကျွန်တော်ပြောပြပေးချင်ဖြစ်ပါတယ်ပေါ့နော်ကိုလူတို့နားမလဲတာစီလဲပဲကျွန်တော်ရဲ့ comment အမှာဝေရောက်မိများတော်လို့ရောက်မှာဖြစ်ပါတယ်ကျွန်တော် ော့အသေးစိတ်ပြန်လဲပြောပြပေးမှာဖြစ်ပါတယ်။ Okay ကျွန်တော်ရဲ့ Telegram Channel လေးကိုကိုလူတို့ join ထားပေးမယ်ဆိုရင်ကိုလူတို့ငွေစာလီပေါ့စုံတင်တဲ့ခါဆိုရင် channel တပင်းကြီး PC ရပြီးတော့ပေါ့နော်ကိုလူတို့အနေနဲ့ payback account မရှိတဲ့သူတွေဆိုရင်လည်းပဲ payback account ဆက်ပေးကိုကျွန်တော်စီမလာအလိုရမှာဖြစ်ပါတယ်။အားလုံးကိုနောက်ထပ်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။